ပိုင်းမှာပေါ့နော်ဖိလစ်ပိုင်းမှာထောင်နဲ့တသက်ချလိုက်တဲ့အမျိုးသမီးပေါ့နော်ဒီအမျိုးသမီးကတရုတ်မှာအသက်80နှစ်နှစ်လောက်အထိနေတယ်ပြီးတော့ဖိလစ်ပိုင်းမှာမိသားစုတော့ပြောင်းတယ်မွေးစင်းကိုအတုလုပ်တယ်နောက်ဆုံးမျိုးတော်ဝင်အထိဖြစ်ပြီးတော့ကိုကြားဖြန့်ခေါင်းဆောင်အထိပါတက်ဖြစ်တာပေါ့နော်အဲသူ့ရဲ့တရင်ကိုဒါရှီတီချမ်းပေါ့နော်ရှီတီချမ်းဖန်စီရဲ့ခံရပြီးတော့အဲဂျာစီယာနဲ့ ဒီ interview လုပ်တဲ့အချိန်မှာသူကလည်းဘောတော့အဲတရုတ်စပိုင်းဆိုပြီးတော့သူကပြောတယ်ဒါပဲအဲ့အချိန်မှာသူကအဲ့လိုဟိုဖြစ်တဲ့အချိန်မှာသူချက်ချင်းမမိဘူးသူကထွက်ပြေးသေးတယ်ထွက်ပြေးပြီးတော့မှနောက်မှအဲဘောတော့အပြန်ဖမ်းမိတာဘောတော့ပြန်ဖမ်းမိတာအဲ့တော့အဲသူရဲ့အကြောင်းလေးပေါ့နော်ဒါမဲခေါင်ကနေပြီးတော့သူကလုတ်ထားတဲ့ဗီဒီယိုလေးပါတင်းလေးပါဒါလေးကိုကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်ပြီးခဲ့တဲ့တစ်ပတ်ကတိုင်းအာနာပိုင်တွေတရုတ်အစိုးရလက်ထက်လွှဲအပ်လိုက်တဲ့ ရောင်ရီရွှေကုတ်ကိုမြို့တဲ့ထူထောင်သူရထိုက်ကုမ္ပဏီအကြီးကဲရှာစည်းချန်ကသူနဲ့အတူတရုတ်အစိုးရလွှတ်ထားတဲ့ထောက်လန်းရင်းလို့အေဂျင်စီယာမီဒီယာချန်ဖွင့်ချပြခဲ့တဲ့ဖိလပိုင်မြို့တော်ဝင်ဟောင်းအလကူအိုကိုဖိလပိုင်တရားရုံးကနိုဝင်ဘာလ20ရက်နေ့မှာတသက်တကြုံပြည်တံချမှတ်လိုက်ပါတယ်အေဂျင်စီယာနဲ့အင်တာဗျူးမှာရှာစည်းချန်ကရွှေကုတ်ပြုံးတော်ပြုံးနေစီတရုတ်အစိုးရနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်မှတ်တမ်းတွေရှိနေသေးပြီးသူနဲ့အတူတရုတ်ပြည်သူလုံခြုံရေးဌာနမှာ အစိုးရထောက်လှမ်းရေးလုပ်ခဲ့ဖူးတဲ့တရုတ်နိုင်ငံဖွာအဲလစ်ကိုထံကိုလွှတ်ဝတ်ချက်များစွာလွှဲပေးခဲ့ပြီးဖြစ်တာကြောင့်ကဘာကိုအမှန်ချပြပါလို့ပြောဆိုခဲ့ပါတယ်၂၀၂၄ခုနှစ်စက်တင်ဘာလ၃ရက်ကမနီလာမှာအဲလစ်ကိုဖမ်းခံခဲ့ရပြီး ဖိလစ်ပိုင်တမရဖာဒီနန်မာကိုရှယ်ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင်စီရင်ချက်နဲ့မနီလာတရားရုံးကထောင်နှံတစ်သက်တစ်ကျွန်းချမှတ်လိုက်တာဖြစ်ပါတယ်။အဲလီဂူဟာ2022ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံကမျိုးငယ်လေးတစ်မျိုးရဲ့မျိုးတော်ဝင်ရှာတူရယူခဲ့သူဖြစ်ပြီးဗန်ဗန်မျိုးမှာအိတ်ဟက်ကကျဲတဲ့ဘာဖူလန်ဒီပလိုမန့်ကုမ္ပဏီခြေဆရာအဆောက်အုံကြီးကိုပိုင်ဆိုင်သူဖြစ်ပါတယ်။သူမနဲ့တရုတ်နိုင်ငံသားစီဝါဖန်နှုတ်ဖြစ်တဲ့ဇောင်ယွန်ချင်းနဲ့လင်းပူရန်တို့ပူးပေါင်းပြီး စင်ကာပူနိုင်ငံသမိုင်းမှာအကြီးမားဆုံးငွေကြေးခွာချမှုကိုကျူးလွန်ခဲ့သလိုဖိလစ်ပိုင်ကနေပြည်ပကလောင်းကစားလုပ်သူတွေအတွက်အွန်လိုင်းလောင်းကစား website တွေထူထောင်ခဲ့ပါတယ်။အဲ့ကနေတစဉ်ကြားဖြတ်လုပ်ငန်းတွေထူထောင်ပြီးလူမောင်ခိုကူးတာနဲ့အထမအလုပ်ခိုင်းစေထားသူတွေကိုတတ်မှတ်လိန်လယ်ငွေမရခဲ့ရင်နှီးမျိုးစုံနဲ့နှိပ်စက်ခဲ့တာတွေကြောင်းခုလိုထောင်နဲ့တသက်တကျွန်းချမှတ်လိုက်တာ ဖြစ်တယ်လို့ဖိလစ်ပိုင်တရားရုံးကထုတ်ပြန်ခဲ့ပါတယ်။ အဲလီဂူအိုရဲ့အကြံပေးတဲ့ရှေ့နေတွေကရှာစိကြံပြောသလိုတရုတ်ထောက်လှမ်းရေးဟောင်းမဟုတ်ကြောင်းနဲ့စွစွဲချက်တွေကိုလည်းမကျူးလွန်ခဲ့ကြောင်းညင်းဆိုထားပါတယ်။ဟိုရှီတီကျန်ကတော့ဒါဟိုတရုတ်စပိုင်ပေါ့။တကယ်တမ်းကျတော့တရုတ်ကလည်းပေါ့နော်။အာသူနဲ့မိဖတ်တာပဲဖြစ်ဖြစ်သူနဲ့မဟာမိတ်ပဲဖြစ်ဖြစ်အကုန်လုံးမှာတော့ဒါသူကစပိုင်ရတော့ထားတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတရုတ်စပိုင်တွေအများကြီးပဲတခါကြရင်ခရိုနီတွေထဲမှာလည်းရှိတယ်တရုတ်စပိုင်တွေကျွန်တော်တို့ရဲ့နေရာအနှံ့မှာလည်းတရုတ်စပိုင်တွေရှိတယ်